လာပါရှင်။ရန်ကုန်ခေတ်ရဲ့မနက်ခင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်ရှင်။စစ်ကောင်စီယာယီသမရမြင့်ဆွေအောင်ကျော်ယောဂါကြောင့်ပုံမှန်သွာလာလှုပ်ရှားမှုမရှိတော့ဘဲကျမ်းမာရေးတိုးတက်ကောင်းမွန်လာခြင်းမရှိတော့ဘူးလို့စစ်ကောင်စီကထုတ်ပြန်ပါတယ်။တန်တွဲလေစိတ်ကိုစွန့်ခွာမှုနဲ့တက်အရာရှိကြီးချို့နဲ့ရဲချို့ကိုစစ်တပ်ကဖမ်းဆီးပြီးထောင်ချတာကနပလီဟိုတယ်ဆောင်နဲ့တန်တွဲလေစိတ်တန်တွဲမြို့ကိုမဖြစ်မနေပြန်သိရန်အတွက်စစ်ကောင်းဆောင်ကအမိန့်ပေးတဲ့သတင်းပါဝင်နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးပါမယ်ရှင်။ အခုပထမဆုံးတင်ဆက်ပေးခြင်းတဲ့တဲ့တပုတ်ကတော့အကြမ်းဖက်စစ်ကောင်စီကတင်မြောက်ထားတဲ့ယာယီသမရမြင့်ဆွေဟာအောင်ကျော်ယောဂါကိုခန်းဆားနေရပြီးပုံမှန်အတိုင်းသွာလာလှုပ်ရှားမှုမရှိဘဲဖြစ်နေရလို့စစ်ကောင်စီကမနေ့ကညပိုင်းကသတင်းထုတ်ပြန်ပါတယ်။2023ခုနှစ်နှစ်ဆိုင်ပတ်လောက်ကနေစတင်ပြီးယာယီသမရမြင့်ဆွေဟာအောင်ကျော်ဝူရနာခန်းဆားနေရတာကြောင့်စင်ကာပူနိုင်ငံမှာစစ်ကူတမှုခံယူတာ ရန်ကုန်စစ်ဆေးရုံမှာစေဝါကုသမှုခံယူရတွေကိုလှုပ်ဆောင်ခဲ့ပါတယ်။လက်ရှိချိန်မှာယာယီသမရမြင့်ဆွေမှာမျက်စိတိမ်ခွဲစိတ်ခဲ့ရပြီးခွဲစိတ်မှုအောင်မြင်ခဲ့ပေမဲ့လည်းအောင်ကျော်ယောဂါမှာပြန်လည်ကောင်းမွန်တိုးတက်လာတာမျိုးမရှိဘူးလို့စစ်ကောင်စီကပြောပါတယ်။ဒါကြောင့်စစ်ကောင်စီရဲ့ကျန်းမာရေးဝန်ကြီးဦးဆောင်တဲ့အထူးကျန်းမာရေးစောင့်ရှောက်မှုအဖွဲ့ကိုဖွဲ့စည်းပြီးကျန်းမာရေးစောင့်ရှောက်ပေးထားရတယ်လို့လည်းစစ်ကောင်စီကသတင်းထုတ်ပြန်ထားပါတယ်ရှင်။ ရခိုင်သတင်းတဘောကိုတင်ဆက်ပေးကြပါမယ်။ရခိုင်ပြည်တန်တွဲနေစစ်ကိုစွန့်ခွာမှုနဲ့တန်တွဲနယ်မြေခန့်စစ်တပ်ရဲ့ထိပ်ပန်းအရာရှိကြီးအချို့လေစစ်လုံခြုံရေးရဲနဲ့ရဲမြေတွေကိုစစ်တပ်ကဖမ်းဆီးပြီးထောင်ချထားတယ်လို့နေပြည်တော်စစ်ဘက်သတင်းမြစ်ကပြောပြပါရတယ်။ဂျွိုင်းလာငိုင်းနေမှာအေကတန်တွဲလေစစ်ကိုသိမ်းပစ်လိုက်ပြီးလေစစ်ကိုလည်းရခိုင်တပ်တော်ကထိန်းချုပ်လိုက်တော့တရားဝင်ကြေညာခဲ့ပါရတယ်။အဲလိုကြေညာပြီးရဲ့နောက်မှာတန်တွဲလေစစ်ကနေပြန်လည်စွန့်ခွာလာတယ်။စစ်ကောင်စီတပ်ကထိပ်ပန်းတာဝန်ရှိသူအချို့လေစစ်ဝန်ထမ်းတာ ဝန်လုံခြုံရေးရဲမင်းရဲ့ရဲတွေကိုစစ်တပ်ကပြန်လည်ဖမ်းဆီးပြီးထောင်ချလိုက်တာဖြစ်တယ်လို့လည်းသိရပါဗါးဒါအပြင်စစ်ကောင်စီကငပလီဟိုတယ်ဇုံနဲ့တန်တွဲလေစေတန်တွဲမြို့ကိုပြန်လည်သိမ်းပိုင်နိုင်ရင်မဖြစ်မနေလှုပ်ဆောင်ဖို့ကိုလည်းတပ်တွေကိုစစ်ကောင်းဆောင်မင်းအောင်လိုင်ကအမင့်ပေးညွှန်ကြားထားတယ်လို့လည်းသိရပါဗါးဒါကြောင့်လေချောင်းရေချောင်းနဲ့ကြီးတဲ့တို့ကပူပေါင်းပြီးတန်တွဲမြို့နယ်ပြန်လည်သိမ်းပိုင်နိုင်ရေးတိုက်ခိုက်မှုတွေလှုပ်ဆောင်နေတယ်လို့လည်းသိရှိရပါတယ်ရှင် မကွေးရသတင်းတပုတ်ကိုတင်ဆက်ပေးကြပါမယ်။မကွေးတိုင်းမြို့သိမြို့နယ်မှာအကြမ်းဖက်စစ်တပ်အတွက်စစ်သားသစ်ဆူဆောင်းပေးနေတဲ့တီကုံးရွာအုတ်ချုပ်ရဲမှုထွန်းထွန်းနဲ့တားဖြစ်သူတို့ကိုပြစ်ခတ်တက်ခတ်ရမှာနှစ်ဦးစလုံးဟာတည်သွားခဲ့လို့ဒေါင်းစစ်တီပျောက်ကြားတပ်ဖွဲ့တာဝန်ခံကိုဒေါင်းသွေးနီကပြပြပါရတယ်။ဇွဲလာ၁၈ရက်နေ့မွန်လွယ်၃နိုင်လောက်မှာမြို့သိမြို့နယ်အတွင်းတီကုံကျေးရွာအုပ်ချုပ်ရေးမှူးထွန်းထွန်းဆိုသူနဲ့သူ့ရဲ့တားဖြစ်သူတို့ဟာနေအတွင်းတော်လိုင်းတပ်ဖွဲ့တွေကဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ရမှာတနက်ကြီးရှစ်ချက်ထိမှန်ပြီး တည်ဆုံးသွားခဲ့လို့လည်းသိရပါဗါတယ်။တည်ဆုံးသွားတဲ့အုတ်ချုပ်ရိမ်မှုထွန်းထွန်းနဲ့တားဖြစ်သူတို့ဟာမြို့တည်တကြောမှာအကြက်ဖက်စစ်ကောင်စီအလို့ကြစစ်မှုထမ်းတသားတစ်တွေအတင်းအဓမ္မကောက်ခံတာချေရော်တွေကနေပြည်ပရပြည်သူတွေစီကတလတသိန်းကောက်ခံတာတွေလှုပ်ဆောင်နေရလို့လဲကိုဒေါင်းသွင်းဒီကပြောပါဗါတယ်။ဒါအပြင်အိမ်တိန်ဆောက်လုပ်မယ်ဆိုရင်အိမ်ပုံစံပုံမူတည်ပြီးအခွန်ကောက်ခံတာ တော်လည်းစကြတဲ့ကပြည်သူတွေကိုဒုက္ခပေးဖိနေတာတွေကြောင့်အခုလိုပြစ်ခတ်တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့လည်းဒေါင်းစစ်တီပြောက်ကြားတပ်ဖွဲ့တာဝန်ခံဖြစ်တဲ့ကိုဒေါင်းသွင်းဒီကရှင်းပြပါရရှင်။ဆက်လက်ပြီးတော့မကွေးတိုင်းမြန်မြွနယ်အတွင်းအကြမ်းဖက်စစ်ကောင်စီတပ်သားတွေကိုအရှိန်မြင့်တိုက်ခိုက်ဖို့အတွက်တော်လည်းတပ်ဖွဲ့၈ဖွဲ့ကပူးပေါင်းပြီးအညာမြင့်စစ်စင်ရေးအဖွဲ့ကိုဖွဲ့စည်းလိုက်တယ်လို့ မြန်မာ Villages People Revolution Force MVPRF မှတာဝန်ရှိသူတူကပြပြပါရယ်မြန်မျိုးနယ်တွင်တော်လိုင်းအဖွဲ့အစည်းတွေဖြစ်ကြတဲ့အလင်းတန်းပျောက်ကြားတပ်ဖွဲ့များ Scorpion People Defense Force ဇာမနီပျောက်ကြားတပ်ဖွဲ့ UAV Fighter Phoenix People Defense Force အောင်ကျော်သေးပျောက်ကြားတပ်ဖွဲ့မူရအလင်းတန်းတပ်ဖွဲ့နဲ့မြန်မာ Villages People Revolution Force MVPRF တို့ပူးပေါင်းပြီး A+ အများမြေစစ်စစ်ရေးမဟာမိတ်အင်အားစုများဆိုပြီးမနစ်ကသဘောတူလက်မှတ်ရေးထုတ်ကအခုလိုပူးပေါင်းလိုက် တာလည်းဖြစ်ပါတယ်။အဲလိုဖွဲ့စည်းလိုက်ပြီးရဲ့နောက်မှာတော့ပြူစောတိရွာတွေစခန်းတွေစစ်ကြောင်းတွေကိုအရှိန်မြင့်ကတိုက်ခိုက်သွားမှာဖြစ်တယ်လို့လည်းဆိုထားပါဗျ။ A+ အညာမြေစစ်စေမဟာမိတ်အင်အားစုတွေအနေနဲ့အချက်၈ချက်ကိုသဘောတူလက်မှတ်ရေးထိုးခဲ့ပြီးအာနာသင်စစ်အုပ်စုကိုတွန်းလှန်တိုက်ခိုက်ချိန်မုံရမှာတော်လိုင်းရဲဘော်တူချင်းဖြစ်ဖြစ်အစုဖွဲ့လိုက်ဖြစ်ဖြစ်စီးလုံးညညွတ်စွာအကောင်းဆုံးလှုပ်ဆောင်နိုင်ဖို့ UL ဖွဲ့စည်းလိုက်တာဖြစ်တယ်လို့လည်းသိရပါဗျ။ မန္တလေးရဲ့သတင်းတပုတ်ကိုတက်ဆက်ပေးကြပါမယ်။မန္တလေးတိုင်းစင်ကူးမြို့ကိုမန္တလေး PDF နဲ့ KIA ပူးတွဲ PDF တွေကထိန်းချုပ်ထားပြီးမြို့ပေါ်မှာ PDF တပ်တွေကိုသာမြင့်တွေ့ရပြီးစစ်ကောင်စီတပ်ဖွဲ့ဝင်တွေမရှိတော့ဘူးလို့ဒေသနေပြည်သူတွေကပြောပြပါဗျ။စင်ကူးမြို့ပေါ်မှာတော့ MDY PDF တပ်တွေကထိန်းချုပ်ထားသလို BKPDF 509 510စတဲ့ KIA ပူတွဲ PDF တွေကလည်းလမ်းတွေကိုထိမ့်ချုပ်ထားတယ်လို့စင်ကူးမြို့ကပြည်သူတို့ကရန်ကုန်ခေတ်သတင်းနာကိုပြပြပါဗျ။ရလောမှာစင်ကူးမြို့နယ်ထုံကြီးကျေးရွာကစစ်တပ်စခန်းကိုတော်လန်တပ်တွေကတိုက်ခိုက်သိမ်းပိုက်နေပြီးစစ်ကောင်စီတပ်တွေက ထုံးကြီးကျေးရွာတက်စကန်ကနေထွက်ပြေးသွားတယ်လို့လည်းသိရပါတယ်။အဲလိုစင်ကူးမြို့ကိုလက်လွတ်လိုက်ရတဲ့စစ်ကောင်စီဟာစင်ကူးမြို့ပေါ်ကသာမကကျေးရွာတွေကိုလည်းဘုံကျဲပြစ်ခတ်နေတယ်လို့သိရပါတယ်။အဲလိုပြစ်ခတ်မှုကြောင့်ဂျွမ်လာ18ရက်နေ့ညပိုင်းအချိန်မှာလက်ပံလာရွာပြည်စုံအောင်ရက်ွက်တို့ကိုဘုံကြရောက်ပောက်ကွဲခဲ့ပြီးတစ္ဆာဆေးရုံနဲ့မုံဆိုင်တွေထိမှန်ခဲ့ကမြို့သမီးတို့ဟာတေဆုံးသွားခဲ့သလိုပြည်သူငါးဦးလည်းပြင်းထန်ထန်ရရှိခဲ့လို့လည်းသိရပါတယ်ရှင်။ တဆက်တည်းမှာပဲမန္တလေးတိုင်းမိုးကုံမြို့ပေါ်မှာလက်လက်ကြီးကြီးထိမှန်ကကုန်းမြင့်တရားရက်ွက်နေအမျိုးသား၃ဟာတည်ဆုံသွားခဲ့ပြီးတိလရှင်ကြောင်းတိုက်တဲ့လက်လက်ကြီးကြီးထိမှန်ခဲ့တယ်လို့ဒေသပြည်သူတွေကရန်ကုန်ခေတ်သစ်တရဏာကိုပြပြပါရယ်မနေ့ကမနေ့ပိုင်းကနေဆက်တင်ပြီးမိုးကုံမြို့အရှေ့ပိုင်းမှာတိုက်ပွဲပြင်းထန်ခဲ့တယ်လို့စစ်တပ်ကလက်လက်ကြီးတွေနဲ့ထောက်လျှောက်ပစ်ခတ်ခဲ့ရမှာကုန်းမြင့်တရားရက်ွက်တွေကြောက်ရောက်ခဲ့ပြီးပြည်သူ၃ဟာတည်ဆုံခဲ့တာလည်းဖြစ်ပါရယ်မိုးကုံမြို့အနောက်ပိုင်းကို TNL ဥဆောင်တဲ့တော်လိုင်းတပ်တွေကတိမ့်ပိုက်ပြီးရ နောက်မှာမိုးကုတ်မြို့အရှေ့ပိုင်းမှာတိုက်ပွဲအပြင်းထန်ဖြစ်ပွားနေတာလည်းဖြစ်ပါရဲ့ရှင်။ အခုနောက်ဆုံးတင်ဆက်ပေးချင်တဲ့တဲ့ပုံကတော့မကွေးတိုင်းမြိုင်မြို့နယ်တွင်းမပြူစောတိကျွော်တရက်ကန်ပြူစောတိကျွော်နဲ့စစ်တပ်ရိခါဘို့စစ်ကြောင်းကိုမိုင်းဆွဲပြီး drone နဲ့ဘုံးကျဲတက်ခတ်ခဲ့ရမှာဂျက်ဘက်စစ်ကောင်စီတပ်ဘက်က၃ထက်မနည်းဟာတေသွားခဲ့လို့အလင်းတန်းပြောက်ကြတဖွဲမြိုင်ကတာဝန်ရှိသူတို့ကရန်ကုန်ခေတ်သစ်မီဒီယာကိုပြောပြပါဗါတယ်အဲလိုအကြက်ဘက်စစ်သားတွေတက်ခတ်ခံခဲ့ရပြီးတေဆုံးတရားရပြီးရဲ့နောက်မှာဂျွန်လ9ရက်နေ့ကမြိုင်မြို့နယ်တောင်ပိုင်း orange ကျွော်အတွင်းကိုဝင်ရောက်ပြီးပြည်သူဝန်စိတ်နွားနဲ့ ားတောက်ကုန်ပစ္စည်းတွေကိုခိုးယူကလူနေရေး29လုံးနဲ့ဓမာယုံကိုမီးရှို့ဖျက်ဆီးခဲ့လို့လည်းသိရပါဗျ။ဒါအပြင်အသက်40ရဲ့အမျိုးသမီးတူဦးကိုအထမပြုကျင့်တပ်ဖြတ်ခဲ့သလိုပြည်သူ30ခန့်ကိုလည်းဖမ်းဆီးပြီးတွင်းမှပြူစောတီကျွေးရတွင်းကိုပြန်လည်ဝင်ရောက်သွားရလို့လည်းသိရပါဗျရှင်။ဟုတ်ကဲ့ပါရှင်။ဒါကတော့ရန်ကုန်ခေတ္တရဲ့မနက်ခေတ္တတွေကိုတင်ဆက်ပေးရပါ။ကျေးဇူးတင်ပါတယ်ရှင်။ကျေးပါများပါ။